ဲ့လိုအလုံးမဲမင်္ဂလာပါရှင်မီလီယဲဖေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှကြတော့လောက်ရလွယ်ကူပြီးစလို့အရင်ကောင်းနဲ့မုန်တိုင်းချုံမုံလေးလှုပ်စားပြလို့လုံမင်းလေးကိုလာပြီးတော့မျှဝေပေးပါတယ်ရှင်ပထမဦးဆုံးအုံယုထိုးရံအတွက်ချစ်ထားပြီးအောင်ဒီ200ဂရမ်လေးကိုတခြားခမင်းစားစွန်း3စွန်းစားနဲ့စားလက်ဖက်ရည်စွန်းတဝက်စားတို့ကိုထည့်ပေးလိုက်ပါမယ် ပြီးပြီဆိုရင်တော့သူ့ကိုမီအေးအေးလေးနဲ့ဖွင့်ပြီးတော့ကြားလေးနဲ့အုံဒီလေးတွေလောကရောဓမဝင်သွားတဲ့ ठी ပေါ့နော်သူ့ကိုတဲသွားပေးလိုက်ပါမယ်ပြီးရင်တော့မီလေးတို့အဆက်မပြတ်ကလေးသူ့ကိုမှုသွားပေးရမှာဖြစ်ပါတယ်အုံပိုက်လေးရလည်းဒီလိုမျိုးလေးအရင်ပြောင်းလာပြီးကြားလေးလည်းပြောပြီးဆိုရင်တော့ရပါပြီပြီးရင်တော့မုံနှစ်လောက်ရံအတွက်ခွက်တလုံးနဲ့ကိုဆမ်မုံဟင်းခတ်စွန်းကြီးနှစ်စွန်းစာထည့်ပေးလိုက်ပါမယ်ကောင်းညှင်းမုံကိုကြတော့ဟင်းခတ်စွန်းကြီးငါးစွန်းစာလောက်ထည့်ပေးလိုက်ပါတယ်ရှင် ြီးရင်တော့တကြားသမင်းစားစွန်လေးစွန်းစာထည့်ပေးလိုက်ပါမယ်။စားကြတော့လက်ဖက်ရည်စွန်းတစွန်းစာတော့ထည့်ပြီးတော့ပေါ့နော်အားလုံးကိုနှံ့သွားအောင်မှုထားပေးလိုက်ပါမယ်ရှင်။ပြီးရင်တော့ခွက်တစ်လုံးနဲ့ကိုကြက်ဦးလေးလုံးဖောက်ထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့သူ့ကိုလုံးဝမြှုပ်တွေထွက်လာတဲ့အထိပေါ့နော်သူ့ကိုခလောက်ပေးထားလိုက်ပါမယ်ရှင်။ ကျောက်လေးတွေကဒီလိုမျိုးလေးအမြုပ်လေးထွက်လာပြီဆိုရင်တော့ဆွမ်းနာကမှွေထားတဲ့ဆာမုတ်တဲကိုနွားနို200 mm ထည့်ပေးလိုက်ပါမယ်ပြီးရင်တော့အစောကမှွေထားတဲ့ကျောက်လေးကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့သူ့ကိုအားလုံးနှံ့သွားအောင်ပေါ့နော်မှွေပေးလိုက်ပါမယ်ရှင်ပြီးရင်တော့ရေ200 mm ကိုထည့်ပြီးတော့ဒီလိုမျိုးလေးပေါ့နော်အနေငယ်ကြီးစီထည့်ပြီးသူ့ကိုမှွေသွားပေးလိုက်ပါမယ်ရှင် ကေမုံသားလေးတွေပျော်ဝင်လာပြီဆိုမှကြံနေတဲ့ရေကိုမင်းကထည့်ချပေးလိုက်ပါတယ်ပြီးရင်တော့တဖန်ပြန်ပြီးအလုံးနှံ့သွားအောင်မှုထားပေးလိုက်ပါမယ်ရှင်ကေမုံသားလေးတွေအလုံးပျော်ဝင်သွားပြီဆိုရင်တော့မေလီကသူ့ကိုပူပြီးချုံမှုစီရန်တော့စကားလေးနဲ့စစ်ချပေးလိုက်ပါမယ်ရှင် ကဲခုဆိုရင်တော့မေလေးတို့မုံနှစ်ကလေးရတော့ရပါပြီရှင်။ကဲမုံနှစ်လေးရပြီဆိုရင်တော့မုံပြားလေးစလုပ်ပေးလိုက်ပါမယ်။ထောပကလေးကိုအိုမကတ်စီရန်အတွက်အိုးရဲ့ဖင်ကိုပေါ့နော်လောကနှက်သွားအောင်သူ့တေချာလေးတုတ်ထားပေးလိုက်ပါမယ်။ဒီနေရာမှာထောပမရှိဘူးဆိုရင်ဒီကိုလည်းအသုံးပြုလို့ရပါတယ်ရှင်။ကဲပြီပြီဆိုရင်တော့မေလီလိုစောနာကမုံနှစ်ကလေးကိုဒီလိုမျိုးလေးမှွေပြီးတော့မိမိလုံးမဲ့မုံအကြည့်သေးပေါ်မူတီပြီးထည့်ပေးလိုက်ပါမယ်။မေကတော့အိုးကနည်းနည်းကြီးတယ်ဆိုတော့ပေါ့နော်မုံပြားလေးကိုជីကြီးလုံးဖို့အတွက် ်အင်းခက်စွန်ကြီးတစွန်းနဲ့တဝက်စာကိုထည့်ပေးလိုက်ပါတယ်မုံပြားလေးပူညီသွားအောင်ပဲဒီလိုမျိုးလေးအိုးလေးဆောင်းပြီးတော့ဗောနော်မုံလေးကိုနည်းနည်းကြီးလာအောင်သူ့ကိုအလိုမျိုးလေးဝိုက်ပေးလိုက်ပါမယ်ရှင်ကဲမုံသားလေးတွေညက်နေပြင်လေးကကျက်လာပြီဆိုရင်တော့အစောကကြိုထားတဲ့အုံယူလေးထည့်ပေးလိုက်ပါမယ်ပြီးပြီဆိုရင်တော့မုံသားလေးကကျက်ပြီဆိုမှမင်းလေးတို့ဒီလိုမျိုးလေးဗောနော်ဗီဒီယိုထဲမှာလောက်ပြထားတဲ့အတိုင်းသူ့ကိုခောက်ပေးလိုက်ပါမယ်ရှင် ီနေရာမှာတခုပြောချင်တာပေါ့နော်လုံးဝမုံတာအပေါ်ကမျက်နှာပြင်မုံတာမကျက်ဘဲနဲ့အုံယုံမထဲပါနဲ့ဒါဆိုရင်မေလေးတို့မုံကကျက်ဖို့အရန်ခက်ခဲတယ်ပေါ့နော်ကြဲဒီလိုမျိုးလေးခောက်ပြီးဆိုင်ရင်မေလေးကတစ်ဖက်ကိုလှန်ပြီးတော့သူ့ကိုတဲထားပြလိုက်ပါတယ်ရှင်မုံသားလေးတွေနှစ်ဖက်လုံးကြက်လာတဲ့အထိပေါ့နော်အဖက်ဖက်လေးလှန်ပြီးတော့သူ့ကိုတဲထားပြလိုက်ပါမယ် ကဲနှစ်ဖက်လုံးကဒီလိုမျိုးလေးရှူဝါရောင်လေးတန်းလာပြီဆိုရင်တော့မီလေးတို့မုန်တန်းခြုံလေးရတော့စားဖို့စဉ်းနှင်းဖြစ်ပါပြီရှင်ကဲမီလေးကကြံတဲ့မုန်တွေကိုလည်းဒီတန်းလေးပဲလောက်တာပြလိုက်ပါမယ်နော်ကဲအခုဆိုရင်တော့အုံယိုနတ်မှုမွေလေးနဲ့စားလို့အရန်ကောင်းတဲ့မုန်တန်းခြုံလေးကတော့စားဖို့စဉ်းနှင်းဖြစ်ပါပြီရှင် လုံနည်းလေးကလွယ်ကူပြီးစားလို့အရန်ကောင်းတာမို့ကြောင့်မီလေးကဒီဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ်ရှင်ဒါဆိုရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင် มิลี่เอ้น้องแทบบิริมาเปียส่งเมเนาะ อารมณ์เมย์บาย